ဆရာဆရာစီမှာဆရာတို့တစဉ်တွေ့ပညာရေးဝင်ဆောင်မှုမှာเนาะ grade 12 grade 12တည်းမကဘူး grade 1ကနေပြီးတော့ grade 12ဒီအင်္ဂလိပ်စာကြီးပဲเนาะဆရာပြောတာ English English ဘာ English ဘာသာရပ်ပဲ English ဘာသာရပ်ပဲเนาะတီးသန့်တက်ချင်တဲ့လူတွေဆရာကျောင်းမှာပဲဖြစ်ဖြစ်ကျောင်းမှာလည်းလာတက်လို့ရတယ်လို့ဆရာတို့ ਨੇ เนาะ online မှာတူးချင်းဆရာတို့ online တူးချင်းသင်တာများတယ်လေ online เนาะရပါတယ်အဲ့လိုမျိုးကိုယ့်ဘာကိုအုပ်စုရှိတယ်အုပ်စုလိုက်သင်ချင်တယ်ဆိုလို့ရှင်လဲဆရာတို့ကသင်ပေးပါတယ်เนาะ ကဲဆရာတို့စလိုက်ရအောင်နော်ကဲ answer the following questions answer the following question အောက်ပါမိကုန်းတွေကိုဖြည့်ကြည့်ပါရတဲ့ကဲဖြည့်ကြည့်ရအောင်နော် do you think you are always polite do you think mention the la you are always polite မင်းကအမြဲတမ်းယဉ်ကျေးတယ်လို့ထင်လားပုဂ္ဂိုလ်ထင်တယ်ဆိုလို့ရှိရင် give examples example ပေးမယ်နော်ဒါကတော့ကိုယ့်ဘာသာကိုဖြည့်ကြည့်ပါနော်ဟုတ်ပြီလားဆရာကတော့ yes i am always polite i think လို့ပြောမယ်နော် i think i am always polite ဘာဖြစ်လို့လဲ i always support people အဲ့လိုလဲဖြေလို့ရပါတယ်နော်ဒါပေမဲ့ဆရာဒီတက်မှာအများကြီးတော့မပြောတော့ဘူးဒီအဖြေလေးတွေတော့နော် give example ဆိုပါတော့ဆရာဒီမှာမပြောတော့ဘူးပေါ့နော်ဆရာဒီမှာအဓိပ္ပာယ်လေးတွေကိုဆရာသင်ပေးသွားမယ် Now do you think you're always polite? မင်းအများတန်းယဉ်ကျေးတယ်လို့မင်းထင်သလား? Give examples. ဆရာတော့ကိုကိုကိုထင်တာပဲပေါ့နော်။ Okay နောက်တစ်ခု mention send polite mention တော့ပေါ်ပြပါ။ Send polite manners in Myanmar culture. ဆရာတို့ရဲ့နော်မြန်မာယဉ်ကျေးမှုမှာတဲ့ရှိတယ်နော်ယဉ်ကျေးတဲ့အဖြစ်အမူတွေကိုပေါ်ပြပါတဲ့။ပေါ်ပြမှာပေါ့နော်။ နောက်တစ်ခုက C C ကဘာလဲ do other people's manner sometimes annoying you တခြားလူတွေရဲ့အပြစ်မှုတွေရတဲ့တခါတရံမင်းကိုတဲ့အနောက်ရှက်ဖြစ်စီလားတဲ့ if so ဖြစ်စီတယ်ဆိုရင် which one ပဲဥစားလဲတဲ့ဆရာအတွက်ကြတော့ဆရာနားမှာဆလိတ်တောက်တာတို့နောက်ပြီးတော့ဆရာရှိမှာ console ချွေးတာတို့အဲအဲ့ဒါပေါ့နော်အဲ့ဒါဆရာအနောက်ရှက်ဖြစ်စီကဲကြည့်ရဆရာတစ်ခေါက်အင်္ဂလိပ်လိုဖတ်ပြမယ်နော် အင်္ဂလိပ်လိုဖတ်ပြပြီးမှတချောင်းချင်းစီကိုဆရာဘာသာပြန်ပေးသွားမယ်။ဘာဖြစ်လို့လဲဆိုတော့ဖတ်တာက read the passage လို့ပြောလိုက်တယ်ဆိုလို့ရှိရင်ဆရာတို့ကဖတ်ပုံဖန်နေနှစ်နည်းရှိတယ်။ဆရာနီးပေါ့နော်ဆရာအမြင်အတန်တော့ဖတ်မယ်။ပြီးရင်ကိုယ့်ရဲ့အတန်ကိုပြန်နားထောင်မယ်။ပြီးတော့မှဘာသာပြန်ဖို့အတွက်ကိုယ့်ဘာကိုစိတ်ထဲမှာဖတ်မယ်။ဆရာကအဲ့လိုနီးလေးနဲ့သင်ပေးသွားမှာဖြစ်ပါတယ်။ read the passage manner refers to the way of doing something manners refers to the way a person behaves in society Thus, manners can be good or bad, polite or impolite. For example, in our Myanmar culture and society, at meal times, it is bad manners for a junior to start eating before a senior does. It is always polite for a junior to listen with arms folded while he or she is spoken to by a senior such as a parent or teacher. One important point to bear in mind is that every society and culture has its list of good and bad manners. Uh, generally speaking, some manners are universal, while some are culture specific. This means that a manner which is acceptable in one society may not be tolerated in another. For instance, belching or breaking wind in a company may be quite acceptable in one society, but not tolerated in another. Yes, yeah, no? ုံမှန်လေးပဲဆရာမြန်နေလားမသိဘူးပေါ့နော်မြန်တယ်ဆိုလို့ရှင်လဲဆရာတခုချင်းစီကိုဘာသာပြန်ချိန်မှာစူပြပေးသွားပါမယ် manner refers to the way of doing something manner ဆိုတာကတဲ့နော် manner ဆိုတာကတချို့လူတွေကတော့အပြုအမူတချို့ကဟန်အမူအရာတဲ့ဘလိုပဲဖြစ်ဖြစ်ပါနော် manner က refers to refers to ဆိုပါလေညီညွတ်ပါတယ် the way of doing something တခုခုလုပ်ခြင်းเนาะ တခုခုလှုပ်ချင်းရဲ့နီလန်းလို့ပြောပါတယ်တဲ့เนาะရည်ညွှန်းပါတယ်အဲ့ဒါက S မပါဘူးเนาะ S မပါဘူးเนาะအဲ့ဒီပထမဦးဆုံးစာကြောင်း manner မှာ S မပါဘူးเนาะနောက်တစ်ခုဒုတိယစာကြောင်း manners မှာကျတော့ S ပါ manners refers to the way a person behaves in society ဟောအဲ့ဒါကြတော့အဲ့ဒါကြတော့ဆရာတို့ဘာပြောမလဲဆိုလို့ရှိရင်စရိုက်လို့ပြောမယ်ဘာဖြစ်လို့လဲ အဲ့ဒီအဲ့ဒီ manners as per manners ကတဲ့ refers to ညီညွန်းတယ်ဘာလို့ညီညွန်းလဲ the way နီလန် a person behaves in society เนาะဆရာတို့ society ဆိုတာလူ့အဖွဲ့အစည်းထဲမှာဆရာတို့လူ့အဖွဲ့အစည်းထဲမှာလူတစ်ယောက်ကပြုတ်မှုတဲ့နီလန်ကိုတဲ့ညီညွန်းတာဖြစ်ပါတယ် thus အဲ့ဒါကြောင့်တဲ့ manners เนาะ manners as per the manners เนาะသင်ပြန်စရိုက်လို့ဖြစ်သွားတယ်ဟုတ်တယ်เนาะ can be good or bad เนาะကောင်းကောင်းတာလည်းရှိသလိုဆိုးတာလည်းရှိနိုင်တယ် polite or impolite ယဉ်ကျေးတာလည်းရှိသလိုမယဉ်ကျေးတာလည်းရှိနိုင်တယ်တဲ့เนาะ for example ဥပမာအဖြစ် in our myanmar culture เนาะ in our myanmar culture ငါကျွန်တော်ငါတို့ရဲ့မြန်မာယဉ်ကျေးမှုနဲ့เนาะ culture and society လူမှုဖွဲ့စည်းမှာတဲ့ at meal times meal times ဆိုတာကဆရာတို့အစားစားတဲ့အချိန်ပေါ့နော်အစားစားတဲ့အချိန် it is bad manners for a junior to start eating before a senior does senior does ဆိုတာကဆရာတို့ဒီနေရာမှာဟိုအသက်ကြီးတဲ့ရွယ်အသက်ကြီးရွယ်အိုတွေကို elder လို့ပါလို့သုံးလို့ရတယ်ဒါပေမဲ့ပို့ပြီးရင်ကြည့်အောင် senior လို့သုံးလိုက်တာနော် a senior does လူကြီးသူမတယောက်မစားခင်တဲ့နော်အဲ junior အသက်ငယ်တဲ့လူတယောက်ကစပြီးတော့တဲ့နော်စားတယ်ဆိုလို့ရှိရင်အဲ့ဒီအတွက် bad manners မကောင်းတဲ့အလေပါတဲ့မကောင်းတဲ့အကျင့်လို့ပြောတာနော်မကောင်းတဲ့အကျင့်ဖြစ်ပါတယ်တဲ့ဆိုးတဲ့အကျင့်ဖြစ်ပါတယ်နောက်တစ်ခု it is always polite for a junior to listen with arms folded why he or she is spoken to by a senior ဟုတ်တယ်နော်အဘိုင်စီနီယာကလူကြီးသူမကတဲ့လူကြီးသူမလို့ပဲဆရာပြောလိုက်မယ်နော်ဆရာတို့ကတော့ဘာသာပြန်တာလူကြီးတယောက်လို့မဟုတ်လူကြီးသူမတယောက်ကတဲ့နော် သူတို့မဟုတ်သူကစကားပြောနေစင်ပါเนาะဘာဘလို့နားထောင်ရမလဲဆရာကလက်ပိုက်ပြီးတော့เนาะလက်ပိုက်ပြီးတော့နားထောင်ခြင်းတည်းတဲ့လူငယ်တယောက်အတွက်အမြဲတမ်းယဉ်ကျေးပါတယ်တဲ့ဒါဆရာတို့မြမယဉ်ကျေးမှုနဲ့လူမှုအတိုင်းဝိုင်းပါเนาะဆရာစကားပြောစကားနားထောင်လဲဆရာကြိုက်တာပဲလीဟုတ်တယ်เนาะနောက်မှသူလှုပ်ခြင်းအလုပ်လို့ရှေ့မှာတော့ကိုကဒီကလေးလေးတော်တယ်စသဖြင့်ပေါ့เนาะ such as เนาะအဲ့လူကြီးသူမဆိုတာဘာလို့ဖြစ်နိုင်လဲ such as a parent ဒီပါတယောက်လည်းဖြစ်နိုင်တယ် teacher ဆရာတယောက်လည်းဖြစ်နိုင်တယ်နောက်တော့ဒီထဲမှာတော့ဒီ parent နဲ့ teacher ပဲပါတော့ဗောနော်ဦးလေးတို့ဘာလို့လဲဖြစ်နိုင်လားဖြစ်နိုင်ပါတယ်လူကြီးသူမှာဆိုတော့နော် one important point to bear in mind နော် bear in mind ဆိုတာစိတ်ထဲမှာမှတ်သားထားဖို့လို့ပြောနော် to bear in mind ဆိုတာဘာလဲစိတ်ထဲမှာမှတ်သားထားဖို့ one important point အရေးကြီးဆုံးတစ်ခုဒီ is ဖြစ်တယ် that every society and culture has နော်လူမှုဖွဲ့စည်းနော်လူမှုဖွဲ့စည်းတိုင်းလူမှုဖွဲ့စည်းတိုင်းယဉ်ကျေးမှုတိုင်းယဉ်ကျေးမှုတိုင်းမှာတဲ့ have ရှိတယ် it's list of good and bad manners သူတို့ရဲ့ကောင်းတဲ့အပြုမူနဲ့ဆိုးတဲ့အပြုမူသူမြင်စရိုက်တွေပေါ့အပြုမူဆိုတာထက်သူမြင်စရိုက်တွေရှိပါတယ်တဲ့ generally speaking ရေဘူးရပြောရမယ်ဆိုလို့ရှိရင် some manners are universal ဟုတ်တယ်နော် while some are cultural specific ဘယ်လိုမျိုးလဲဆိုလို့ရှိရင်အဲ့ဒီနေရာမှာเนาะ universe ဆိုတာသူတို့ကယဉ်ကျေးမှုစံစံနှုန်းတွေရှိတယ် while some are တချို့เนาะတချို့ကတဲ့ယဉ်ကျေးမှုစံနှုန်းတွေဖြစ်တယ်เนาะ while some are culture specific เนาะတချို့ကယဉ်ကျေးဒီယဉ်ကျေးမှုစံသတ်မှတ်ချက်ရှိတဲ့အချိန်မှာတချို့လူတွေရတော့ဗာလဲလက်မခံနိုင်ကြတာရှိပါတယ်တဲ့လက်မခံနိုင် နော်လက်မခံနိုင်ဘူးဘာဖြစ်လို့လဲ this mean ဆိုလိုတဲ့အဓိပ္ပာယ် a manner အပြစ်မှုတစ်ခုတည်းတဲ့ which is acceptable in one society လူမှုအဖွဲ့အစည်းတစ်ခုမှာတဲ့လက်ခံလက်ခံလို့ရတဲ့နော်လက်ခံထားတဲ့လက်ခံလို့ရတဲ့အပြစ်မှုတစ်ခုတည်းတဲ့ may not be tolerated in another may not be tolerated သီးခံလို့မရတဲ့ဥစ္စာဖြစ်တယ် in another တခြားလူမှုအဖွဲ့အစည်းမှာဆိုလို့ရှိရင်သီးခံလို့မရတဲ့ဥစ္စာဖြစ်နေတယ်ဟုတ်တယ်နော် for instance ဥမာအဖြစ် belching or breaking wind breaking wind in a company in a company ဆိုလူကြားတယ်ပြောတာနော်လူကြားတယ် in crowded area လည်းပြောလို့ရတယ် in a company ဒီပုံလေးစောက်ထဲမှာကျွန်တော် in a company လူအုပ်ထဲမှာတဲ့ breaking wind ဘာလို့လဲလေလေချင်းနော် belching or breaking wind ဆိုလေလေချင်းကတဲ့ maybe quite acceptable in one society ဟောလူမှုအတိုင်းဝိုင်းတစ်ခုမှာတဲ့လက်ခံလို့ရကောင်းရနိုင်တယ် but ဒါပေမဲ့ not tolerated in another တခြားလူမှုအဖွဲ့အစည်းမှာတော့เนาะတီးမခံနိုင်ဘူးတဲ့เนาะအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်